မင်္ဂလာပါနိုဝင်ဘာလ19ရက်ဗုဒ္ဓဟူးနေ့ကန်ထရဝတီ time တင်းဌာနရဲ့ညနေခင်းရုပ်သံတင်အစီအစဉ်ကနေလွိုင်းကုန်းရန်ကုန်းရလိုင်းကားကြီးတွေကိုတိုက်ရိုက်ပြလဲပြေးဆွဲနေပြီဆိုတဲ့အကြောင်းနိုင်ငံရေးချီကမှုကိုပုတ်ပြီးအောက်ဆိုင်ဖို့ပြင်ဆင်လိုတာကြောင့် NUCC ကနေရာရည်ရက်ဆိုင်လိုက်တယ်လို့ KNPP ပြောတဲ့တဲ့င်စပေးသိမ်းရှောင်နေရတဲ့ဖဲခုံဆစ်ရှောင်လူထုတွေအတွက် အကူအညီတွေလိုအပ်နေတဲ့တဲ့င်နဲ့ စစ်ကောင်ရှင်ရဲ့ဒရုန်းကြောင့်ဒေသခံတဲ့စစ်ဘေးရှောင်တွေမြေပဲမသိမ်းယူနိုင်သေးတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားပါမယ်။လွိုင်းကုံရှန်ကုံရှန်ကုံလွိုင်းကုံအဝေးပြေးရင်လိုက်ကကြီးတွေကိုနိုဝင်ဘာလ15ရက်နေ့ကစပြီးတိုင်းရိုက်ပြည်လေပြေးဆွဲနေပြီပဲဖြစ်ပါတယ်။ရိုင်းကောမှာတင့်လေလို့စေရင်နောက်ပိုင်းမြို့အတီတီကိုပြေးဆွဲတဲ့ရင်လိုင်းအလုံးရက်တန့်သွားခဲ့တာပါ ောက်ပိုင်းမှာတော့ကောင်းငယ်တွေပြလဲပြေးဆွဲတာရှိပေမဲ့ရင်လိုင်းကောင်းကြီးတွေကိုတော့နည်းနည်းအကြမ်းမှပြလဲပြေးဆွဲနေတာဖြစ်ပါတယ်။ရင်လိုင်းကောင်းကြီးအတွက်လက်မှတ်သဆောင်ကို6000ချက်ဖြစ်ပြီးမက်ပုံတင်ရှိမှသာစီးနှခွေရမှာဖြစ်တယ်လို့ရင်လိုင်းတွေကလည်းကြေညာထားပါတယ်။အခုကလွိုက်ကောမိုးပြေဖဲခုံပင်လောင်ရှန်ကိုကိုတိုက်ရိုက်ပြေးဆွဲมาဖြစ်ပြီးအဲ့ဒီလမ်းကြောင်းတွေမှာတော့စစ်ကော်မရှင်စစ်ဆေးရေးဂိတ်အနည်းဆုံး20ခန့်ရှိသလို့ စစ်ဆေးမှုတင်းကျပ်တယ်လို့ရင်မောင်းတူကပြောပါတယ်။ထင်းရှူမြို့တော်ရွှေကင်နရီရွှေကယာတိမ့်တန်းကလေးစတဲ့ရင်လိုင်းကားကြီးတွေနှစ်စဉ်ပြေးဆွဲနေပြီပဲဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်းပေခံကောင်စီ NUCC ကိုရာရီရက်ဆိုင်စာတင်ထားတာကနိုင်ငံရေးချိကဲ့မှုကိုပိုပြီးအောက်ဆိုင်ပြင်ဆင်လိုတာကြောင့်ဖြစ်တယ်လို့ Greenie အမျိုးသားသုတ်သက်ရေးပါတီ KNPP အတွင်းရင်မှုတဲ့ဦးအောင်ဆန်းမြစ်ကပြောပါတယ်။ NUCC အဖွဲ့ဝင်အဖြစ်ပါဝင်မှုကနေ KNPP အပါအဝင်ကရင်အမျိုးသားအစည်းအရုံး KNU တို့ကယာယီရက်ဆိုင်စာကိုပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့မှာတင်ထားတာပါ KNPP နဲ့ KNU တို့ရဲ့ယာယီရက်ဆိုင်စာအပေါ်မှာတော့ NUCC ဘက်ကဒီကနေ့နိုဝင်ဘာလ19ရက်နေ့မနေ့ပိုင်းအထိထုတ်ပြန်မှုတစုံတရာမရှိသေးဘူးလို့ဦးအောင်ဆန်းမြေကပြောပါတယ် အန်ယူစီစီထဲမှာတိုင်းဒေသလေးနဲ့ကန်အဖွဲ့အစည်းအနေနဲ့ KNPP နဲ့ KNU အပြင်မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပါဝင်ပြီးလက်ရှိမှာတော့ KNPP နဲ့ KNU တို့ပါဝင်မှုကယာယီရပ်ဆန့်လိုက်တာကြောင့် ABSDF တပ်ဖွဲ့ထဲတာကြန့်ရှိနေမယ်လို့ဆိုပါတယ်အန်ယူစီစီမှာတော့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီအပါအဝင်ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တွေတိုင်းဒေသလေးနဲ့ကန်အဖွဲ့အစည်းတွေ Federal Unit အခြေပြုနဲ့လူမျိုးအခြေပြုအတိုင်းပေခန်းကောင်းစီနိုင်ငံရေးပါတီတွေတပိတ်ကော်မတီတွေနဲ့တခြားသောအစုအဖွဲ့အသီးသီးပါဝင်တာပဲဖြစ်ပါတယ်။စစ်ကော်မရှင်နဲ့ပြည်သူ့ဆက် PNO တို့ရဲ့ထိုးစစ်တွေကြောင့်ထွက်ပြေးသိမ်းရှောင်ခဲ့ရတဲ့ဖေခုံစစ်ရှောင်လူထုတွေအတွက်အကူအညီတွေလိုအပ်နေပါတယ်။ဖေခုံစစ်ပီရှောင်တွေဟာပြီးခဲ့တဲ့စက်တင်ဘာလဒုတိယပတ်ကတည်းကသိမ်းရှောင်နေကြရတာဖြစ်ပြီးလက်ရှိမှာတော့အမှုအကာစာနာရိတ်ခါ ဆောင်းတွင်းအနှွေအထင်ဆောင်းဆေးဝါးလိုအပ်ချက်တွေရှိနေတာပါစစ်ရှောင်းတွေခလုံးကြတဲ့နေမြေအလိုက်လိုအပ်ချက်တွေရှိနေကြပြီးလိုအပ်ချက်တွေနဲ့ပတ်သက်လို့အကူအညီတောင်းခံတင်ပြလာတာမျိုးရှိပေမဲ့ကူညီဆောင်ရွက်ပေးမဲ့အလူရှင်နေပါလာတယ်လို့ကူညီဆောင်ရွက်ပေးသူတွေကပြောပါတယ်အခုအကူအညီလိုအပ်နေတဲ့ဆစ်ရှောင်းတွေကဖဲခုံမြင့်နဲ့အတွင်ကတင်းရှောင်းလာကြတာဖြစ်ပြီးလက်ရှိမှာတော့ဖဲခုံအနောက်ခြမ်းမှာလာရောက်ခလုံးနေကြတာပါအေရောင်စုအားဖြစ်တော့ 600နဲ့900ကြားမှာရှိတယ်လို့ဆစ်ဆောင်ကူညီသူတွေစီကနေသိရပါဗျ။ဖရဆိုမြို့နယ်အတွင်းကဒေသခံလူထုတွေနဲ့ဆစ်ဆောင်တွေကိုဒီနဲ့ရိတ်သိမ်းချိန်မှာစစ်ကော်မရှင်တပ်ကဒရုန်းနဲ့တိုက်ခိုက်တာတွေခက်ဆက်ဆိတ်လှုပ်ဆောင်နေတာကြောင့်ဆိုင်ပြိုထားတဲ့မြေဘဲတွေကိုတွားရမသိမ်းယူနိုင်တော့ဘူးလို့ဒေသခံတွေနဲ့ဆစ်ဆောင်တွေကပြောပါတယ်။မြေဘဲသိမ်းယူရမယ့်ကာလဖြစ်ပေမဲ့တောင်ယာခင်းထဲမသွားရတာကြောင့်မသိမ်းနိုင်သေးဘူးလို့ဆစ်ဆောင်တူကတော့ပြောပါတယ်။ လက်ရှိမှာတော့ Presumine အတွင်စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးနေတယ်လို့တောင်ယာခင်းနေထဲတွားရောက်တဲ့သူတွေကိုလည်း drone နဲ့ပြစ်ခတ်တိုက်ခိုက်တာရရှိနေတာပါ။ဒါကြောင့်လူထုတွေကတင်းနဲ့တွားရောက်သိမ်းယူဖို့လုံခြုံရေးစိုးရိမ်ချက်တွေရှိနေကြပါတယ်။ Presumine အတွင်မှာတော့စစ်ကော်မရှင်တပ်က drone နဲ့တိုက်ခိုက်လို့နိုဝင်ဘာလ16ရက်နေ့မှာဒီပဲတင်းယူနေတဲ့အမျိုးသမီးတူ drone ဘုံစထိမှန်ပြီးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားပါတယ်။ ကင်ဒရော့ဝတီထိုင်မြင့်နေခင်ရုပ်တင်တဲ့ထင်ကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအလုံးနဲ့ Green ပြည်သူပြည်သားများအလုံးစစ်ပေးအပါအဝင်တဘောဝဘေးအဒီရဲ့အမျိုးမျိုးကကင်းဝေးကြပါစေရှင်။ကျွန်မမောင်ညာပါ။